ဟောဒီပရိသတ်တွေဘဝမှာကျင့်နေဆရာတွေကများလားမကျင့်နေဆရာတွေကများလားမကျင့်နေဆရာများတယ်ဘသူ့ကိုမကျင့်မနဲ့ဖြစ်နေကြသူများကိုမကျင့်တတ်တာလားကိုယ့်ကိုယ်ကိုမကျင့်မနဲ့ဖြစ်နေကိုယ့်ကိုယ်မကျင့်မနဲ့ဖြစ်တယ်ဘလို့မကျင့်နေဖြစ်ရတခါတကလေဒုရီရဲ့ဘဝမှာတရားနဲ့နှလုံးမသွင်းနိုင်လို့ရှိအဋ္ဌာနကောပဒေါသဆိုတာရှိတယ် အဋ္ဌာဏကောပါဒေါသဆိုတာမလိုအပ်ပဲနဲ့ဖြစ်နေတဲ့ဒေါသမျိုးမကျေနပ်ချက်အရာမဟုတ်တဲ့အရာမှမထွက်သင့်တဲ့အရာမှဖြစ်နေတဲ့ဒေါသမျိုးကိုအဋ္ဌာဏကောပါလို့ခေါ်တယ်။နေပူလို့လဲပူလို့ဆိုရင်ဒေါသထွက်တဲ့တွေရှိလားမရှိဘူးလား။မိုးရွာလို့လဲရွာလို့ဆိုပြီးတော့ဒေါသထွက်တဲ့လူကမရှိဘူးလား။မိုးမရွာတော့လဲမိုးကိုမျောတယ်မိုးတအားရွာတော့လဲမိုးကိုပြန်ပြီးပြဿနာရှာတယ် โอ้มาเอ้တော့လဲအေးအောင်ဆိုရင်အဆောင်လေးအငွေလေးလိုချင်တယ်အေးပြန်တော့လဲအခုပြဿနာရှာတယ်ဆိုတော့ជីစံဘိုင်းဝါတော့လဲဝိုက်လို့ဒေါသဝါလို့ဆိုဒေါသကြီးတယ်ဘိုင်းစားတော့လဲစားလို့ဆိုဒေါသကြီးတယ်မလိုအပ်တဲ့အရာတွေမှာဖြစ်နေတဲ့ဒေါသမျိုးအဋ္ဌာနကောကောပဒေါသလို့ခေါ်တယ်တို့တွေအဲ့ဒီဒေါသတွေများလားမများဘူးလားဟောတိတော့တိတာ တော့သီတာလေးကို အတိနောက်မှာအကျင့်ပါဖို့လိုလားမလိုဘူးလားမြတ်စွာဘုရားကတယောက်ယောက်အပေါ်မှာမကျင့်နှက်ချက်မြန်ဖြစ်ခဲ့မယ်ဆိုရင်ဖြည်နည်းငါးနည်းနဲ့ဖြည်ကြည့်ပါဖြည်နည်းဘယ်နည်းနည်းလဲမကျင့်နှက်ချက်ကိုဘယ်လိုဖြည်မလဲဆိုတာဒီမှာပုံပေါ်မယ်ဘေကဝေจิตတจิตမိတို့ဣဒ္ဓဤလောက၌ ယသမိန်ပုဂ္ဂလေအကျင့်ပုဂ္ဂိုလ်တစုံတရာအပေါ်မှာအာဃာတောဇာယေတာမကျေနပ်ခြင်းမြန်ဖြစ်ခဲ့ပဲဆိုရင်ယသမိန်ပုဂ္ဂလေအဲ့ဒီမကျေမနပ်ဖြစ်နေတဲ့ပုဂ္ဂိုလ်ရဲ့အပေါ်မှာမေတ္တံဘဝေတပံအကျိုးလိုလာတဲ့မေတ္တာတရားပွားခြင်းအပြင်အာဃာတောပတိဝိနေတ္တဘောမကျေနပ်ချက်ကိုဖြေလို့ရတဲ့နံပါတ်၄ဖြေနည်းကမေတ္တာနဲ့ဖြေအတဲ့ဖြေရမှာ မကျင်နှက်ချက်တွေဖြစ်လာရင်မြတ်စွာဘုရားကဖြည်နည်းငါးနည်းဒီဒေသနာတော်မှာဟောတာနံပါတ်1ကမေတ္တာနဲ့ဖြည်ကြည့်တဲ့။ဘာနဲ့ဖြည်ရမလဲ။ဆွေကြည့်ပါမကျင်နှက်ရာပုဂ္ဂိုလ်မှာမေတ္တာပွား၍ဖြည်ဖြောက်ပါ။မကျင်နှက်ရာပုဂ္ဂိုလ်မှာမေတ္တာပွား၍ဖြည်ဖြောက်ပါ။မကျင်နှက်ရာ ုဂ္ဂိုလ်မှာမေတ္တာပွား၍ဖြည့်ဖြောက်ပါနံပါတ်၄ဖြည့်ဤကမေတ္တာနဲ့ဖြည့်ဘာနဲ့ဖြည့်မကျေနပ်တဲ့စိတ်ဆိုတာဒေါသစိတ်လားမေတ္တာစိတ်လားဒေါသစိတ်ပဲလေဒေါသကိုဒေါသနဲ့ဖြည့်လို့ပြည့်တယ်ကြားဘူးလားပြိတဲ့ယံဖြစ်တဲ့သူဖြစ်ကိုဖြစ်တော့ယံပွဲကငြိမ့်ပါမလားသူမုန်းကိုမုန်းရင်ပြဒနာပြီးပါမလားအဲ့တော့သူရဲ့စံကျင်မဲ့နဲ့ဖြည့်မှပြည့်တာ ခါခါစဉ်းစားကြည့်တယ်။အော်လူတွေသောတာအလျောက်ဆဲကြဆူရရင်ဖြစ်ကြ။ဆဲတယ်ဆိုတာသူဆဲကိုဆဲဆဲမှာအရှိတာ။တယောက်တည်းဆဲရင်အာမရှိရှိလား။တယောက်ဆဲတော့အာရှိတယ်နော်။သူဆဲတော့ကိုကမခံနိုင် အားရတက်လာနှလုံးပြန်ဆဲဟိုကအားရတက်လာတော့သုံးလုံးဆဲ။ကိုကအားရတက်လာတော့၄လုံးဆက်ဟိုက၅လုံးဆက်သူကတွေ့ရတဲ့ကောက်ပေါက်ကိုကတွေ့ရတဲ့ကောက်ထူ ရန်ဖြစ်တယ်ဆိုတာစွပီးကြွလာမကြွဘူးလားသူ60 90 100မှအားရှိတာတစ်ဘက်ကဘယ်လောက်60ကိုကပြန်မဆဲဘူးဆိုရင်ဟိုဘက်ကလူကအားရအလိုလိုညော့သွားတာမယုံရင်လေကိုအိမ်ရှိကိုတယောက်ကနေအိမ်ရှိမှလာပြီးဆဲကြည့်သူဆဲတာကိုကိုကမခံနိုင်လို့အိမ်ထဲကနေအတန်ပြဲကြီးနဲ့အဲ့လမ်းမဘွားလူကပြန်ဆဲလမ်းမဘွားလူကိုပြန်ဆဲကြည့်လမ်းဘွားလူကအားရတက်ပြီးအိမ်ခဲနဲ့ထုနိုင်လားမထုနိုင်ဘူးလားအိမ်ကိုမင်းနဲ့ကိုရှုနိုင်လားမရှုနိုင်ဘူးလား ဆွပေးတာကိုအထဲရနေပြီအဲ့ဒါသူကတော့အပြင်ဘလောက်ပဲစဲစဲအိမ်ကအိမ်ထဲကနေပါအသံမှမပေးပဲမသိကြဆောင်ပြီးနေကြည့်လမ်းမဘွားတို့က9မိနစ်10မိနစ်လောက်စဉ်းစားဆဲပြီးတော့အော်ဘလို့မှမရှိဘူးနဲ့တူပါတယ်ဆိုသူကတော့ပြန်ပြေးနိုင်လားမပြေးနိုင်ဘူးလားကိုကပြန်မဆော့ပေးသွန်သူကြိုက်သွန်ထွက်သွားတာအဲ့ဒါကိုကအိမ်ထဲကနေမခံနိုင်လို့ဆော့ပေးကြွတယ်ဆိုတာဒေါသဆိုအဲ့ဒါပဲပြည်တယ်မိကိုမိနဲ့ညှိလို့ညှိမမလားမိကိုပါနဲ့ညှိ ေနဲ့ညှိမှညှိနာဆိုတော့လူတယောက်ဒေါသထွက်ပြီဆိုရင်အဲ့ဒီ negative သူဒေါသထွက်လို့ကိုဒေါသထွက်ရင်ဒေါသကဆွပေးသူလို့ဖြစ်တယ်။သူဒေါသထွက်ရင်သူဒေါသကိုအလိုက်တင်ပဲမဆွပေးတော့မှမသိကြောင်းညှိအောင်နေပြီးတော့မေတ္တာပွားနိုင်အကောင်းဆုံးပဲ။မြတ်စွာဘုရားကဒေါသသမားကိုအောင်ကြီးရှိပါကြည့်ဒေါသနဲ့အောင်ခဲ့တာတစ်ခုမှမရှိဘူး။ဘာနဲ့အောင်ခဲ့ မေတ္တာနဲ့ပဲအောင်ခဲ့တာမေတ္တာနဲ့ပဲအနိုင်ယူတာဘကပြမကြီးမြတ်စွာဘုရားကသိပြီးတော့တတ္တဝါရဲ့စိတ်ဆန္ဒအနဝိနေယစာတရားကိုသိဝိနေယတအူးကြီးရဲ့စိတ်သဘောကိုသိတော့မြတ်စွာဘုရားကအကောင်းဆုံးဆုံးမနိုင်ဒါကြောင့်အနုတ္တရပုရိသဓမ္မသာရတိဂုံဆိုတာတတ္တဝါရဲ့ဆုံးမတဲ့နေရာမြတ်စွာဘုရားကအတော်ပြည့်စုံတယ် ဘဂဗျမကြီးဒေါသတကြီးသူ့ကိုပြောတာမြတ်စွာဘုရားကသူ့တရားနေရာမှာထိုင်နေတော့မြမကြီးကဒေါသထွက်ငါနေရာကထွက်သွားဂေါရမဆိုမြတ်စွာဘုရားမထွက်ဘူးလို့သူ့မပြောထွက်ဆိုလဲထွက်ပါမယ်ဆိုထွက်သွားတယ်ဤသာဟိုကထွက်မထွက်ဘူးပြောရင်ပိုဒေါသထွက်မှာမြတ်စွာဘုရားစန့်ကျင်မှမလို့ထွက်ဆိုလဲထွက်တာပေါ့ထွက်သွားပြန်ဝင်နေဆိုပြန်ဝင်နေမြတ်စွာဘုရား သူ့ကိုစန့်ကျင်ဘက်မလို့သူပြောတဲ့အတိုင်းအချင်းချင်းသုံးလေးခါလာလို့တော့ကိုကဒေါသထွက်ဖို့လောက်တာဒေါသမထွက်ဘဲနဲ့သူခိုင်းတဲ့အတိုင်းဖြစ်နေတော့တဖြည်းဖြည်းတဖြည်းဖြည်းဘကပြန်မှာဒေါသတွေကျလာအဲ့မှာမြတ်စွာဘုရားမေတ္တာနဲ့သူ့တရားဟောနိုင်သွားတာပရိသတ်ရဲ့တယောက်ဒေါသထွက်ရင်စိတ်ဆိုးနေသူ့ကိုစန့်ကျင်ဘက်ဒေါသနဲ့ပြန်ပြီးတော့မတုံ့ပြန်တဲ့တု ူတော်သားတွင်နေချင်းညင်ပြီးတော့နေလိုက်ကြစမ်းမှသာတို့သမီးတို့အဖေတို့အမေတို့ရံဖြစ်နေအဖေဆိုတဲ့အချိန်မဟုတ်ဘူးဆိုရင်ကက်ကက်လန်ပြန်မငင်းနဲ့အဲဒီချိန်ညင်ပြီးတော့နေလိုက်အဲဓမင်းစားရဲ့အဖေတော်သားပြေသွားတဲ့ချိန်ကျတော့ယူတဲ့ကြောင့်နေပြောပြတပည့်တွေလည်းအဲ့လိုပဲဆရာတော်သားတွင်နေမဟုတ်ဘူးဆိုပြန်ပြီးပေါ်ညင်းနေအဲ့ဒါတွေ့ရတဲ့ကောက်ပေါ်တာဘုန်းကြီးတွေတော်သားကြီးအဲ့တော့အဲ့ချိန်မှာဘာမပြောပဲညင်ပြီးတော့နေပြီးတော့မှသူအေးပြီးဖြစ်သွားပြီးတော့မှအဲ့ဒါမဟုတ်ဘူးခင်ဗျာဒါဒီလိုဆိုသူလက်ခံ စမ်းကျင်မဲ့လှုပ်လို့မရမရဘူးပြိတ္တသူ့ဆွပေးလို့မရဘူးသူ့ကြောင်းပြန်နေနဲ့ဒေါသကိုမေတ္တာနဲ့တုံ့ပြန်မှသာအေးချမ်းတယ်တော့မကျေနပ်ချက်တစ်ခုခုဖြစ်ခဲ့ပြီဆိုရင်မြတ်စွာဘုရားမကျေနပ်ချက်ကိုဖြေဖို့နံပါတ်၄ဖြေနည်းမေတ္တာနဲ့ဖြေပါနဲ့ဖြေတို့တွေမေတ္တာတွေပို့ကြလားမပို့ကြဘူးလားပို့တော့ပို့ရဲ့ပို့ရဲ့တဲ့မရောက်ကြတာရှိလားမရှိဘူးလား မေတ္တာကပို့ပေမဲ့မဆူရှာအာယုံမပြုတ်နိုင်ဘလောက်ပို့ဖို့မရောက်ဘူးအာယုံပြုတ်ပြီးပို့ဖို့လိုလားမလိုဘူးလားတချို့လဲဒီမှာမေတ္တာပို့ဝါသနာပါးတွေရှိတယ်အတန်မြဲနေမနဲ့၄နိုင်ကိုလောက်ထားတာអော်ပြီးမေတ္တာပို့ရလုံဆုံးများစွာတတ္တဝချမ်းသာကိုယ်စိတ်မြဲပါစေဖြန်းစွာလက်ကချင်းပိတ်ရဇက်ကအတန်မြဲနေអော်အဲ့ဒီမေတ္တာဆူရှာပါမေတ္တာပို့ရင်ကြွက်ကလေးဖြတ်ပြီးကြီးစိမ်မှုလေးနဲ့កောက်ပေါ်တည်တာ ဒုက္ခလေးနဲ့တောင်ကြက်တောင်လေးနဲ့အချက်ကျွတ်တယ်ဟိုကမေတ္တာပိုးရင်းနဲ့ရိုက်နေတယ်ဆိုတော့အဲ့ဒီမေတ္တာဆုရှာပါဗလားမေတ္တာရဲ့သဘောကအာယုံပြုနိုင်မှရောက်တယ်ပြိသက်ရင်အမေကိုပို့မဲ့တဲ့အမေမျက်နှာလေးမြင်အောင်ကြည့်အမေတကယ်ချမ်းသာပါစေချမ်းသာပါစေဘေးရန်ကင်းပါစေဆိုတကယ်အကျိုးလိုလာတဲ့စိတ်ကလေးနဲ့သာပွင့်အမေရှိရောက်တယ် အဖေကိုပုံမဲ့တဲ့အဖေမျက်နှာလေးမြင်အောင်ကြည့်အဖေတကယ်ကျမ်းမာပါစေချမ်းသာပါစေလှလှလားလားလေးနဲ့လေအာယုံပြုတ်ပြီးပွင့်ရောက်ကိုရောက်တဲ့ရန်သူကိုပွင့်လေအဲ့ဒီရန်သူဆိုတဲ့အစွဲမထားမနဲ့တာမန်လူတယောက်လိုမြင်အောင်ကြည့်ပြီးသူတကယ်ကြည်ဝါချမ်းသာဖို့တာလေမေတ္တာပို့ကြည့်ပရိသတ်ကိုမေတ္တာရန်သူကိုနိုင်သွားမှသိကြတယ်အကောင်းဆုံးကမေတ္တာပဲအားပဲကောင်းတာလေဒေါသကိုအနိုင်ယူနိုင်တာမေတ္တာပဲဒေါသတမအရှုံးမပေးဘူးဆိုရင်ကိုမေတ္တာအားနည်းနေတယ် ုမေတ္တာအားကောင်းတဲ့တနေ့ဒေါသတမအလိုလိုကြပါဘူး။ဘုဘကလူကကိုယ်တိုက်ခိုက်စေဘာမှပြောင်းလဲဘူးဆိုကိုမေတ္တာတအားနေနေဆိုများများသာမေတ္တာပို့ပရိသေမေတ္တာနောက်ဆုံးနိုင်တာကြီးပဲ။ဒါကြောင့်မြတ်စွာဘုရားကမကျေနပ်ချက်ဖြစ်ခဲ့မယ်ဆိုနံပါတ်၁ဖြင်းဤကမေတ္တာနဲ့ဖြင်းဘာနဲ့ဖြင်းဆိုကြည့်ပါမကျေနပ်ရာပုဂ္ဂိုလ်မှာမေတ္တာပွား၍ဖြည့်ဖြောက်ပါမကျေနပ်ရာ ပုဂ္ဂိုလ်မှာမေတ္တာပွား၍ဖြစ်ဖြောက်ပါ ဘေကဝေจิตတจิตမိတို့ဣဒာဤလောက၌ယတမိန်ပုဂ္ဂလေအချင်းပုဂ္ဂိုလ်တစုံတယောက်အပေါ်မှာအာကာတောဇာယိတမခြင်းနှချက်မြတ်ဖြစ်ခဲ့မယ်ဆိုရင်တတမိန်ပုဂ္ဂလေအဲ့ဒီမခြင်းမနှက်ဖြစ်နေတဲ့ပုဂ္ဂိုလ်ရဲ့အပေါ်မှာမေတ္တံဘဝေတပံအကျိုးလိုလာတဲ့မေတ္တာတရားပွားခြင်းအပြင်အာကာတော ပတိဝိနေတ္တဘောမခြင်းနှချက်ကိုဖြည့်လို့ရနိုင်ပါတယ်ရေလို့ဘဂဝါဘုန်းတော်၆ပါးသခင်မယားရှင်ကိုယ်တော်မြတ်ကြီးသည် အဘောဇာကရုဏာရှိတာပညာအဖြင့်ကောင်းစွာမသွေမိန်ကြတော်မူခဲ့ပါပေတည်း